မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာန၏ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်မျိုးတော်ပြင်ဦးလွေမျိုးလေကောင်တွင်ရွှေဆိုင်ဓမြတိုက်မှုဖြစ်ခတ်မှုဖြစ်ပွားပြီးတအူးသေးဆုံးကဓမြတအူးကိုလက်နက်နဲ့အတူဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်စစ်တပ်ကတော်များအခြေစိုက်ပြင်ဦးလွေတွင်ရွှေဆိုင်ဓမြတိုက်မှုဖြစ်ခတ်မှုဖြစ်ပွားပြီးတအူးတေဆုံကဓမြတအူးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းရဲတပ်ရင်းမြစ်နှင့်ဒေသခံပြည်သူများထံမှသိရပါဗျ ယနေ့နက်8:30မိနစ်အချိန်ပြည်ဦးလွေမြို့လေကောင်ရက်ွက်ကြီးငါနိုင်စင်အနီးရှိအောင်စပယ်ရွှေဆိုင်ကိုစိုင်ဖွင့်ရန်ပြင်ဆင်နေစဉ်တနတ်သမား2ဦးကဝင်ရောက်လာပြီးဓမြတိုက်ရမှရုံရင်ဆန်ခတ်ဖြစ်ကြောင်းရုံရင်ဆန်ခတ်မှုအတွင်ပြစ်ခတ်မှုဖြစ်ပြီးစိုင်ဝင်တန်းဦးစိန်ဝင်းတေဆုံးကြောင်းရင်းနောက်အနီးနားရှိပြည်သူများဝိုင်းဝန်းဖမ်းဆီးရမှဓမြတိုက်တနတ်သမား2ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်ဆိုင်ကနေလာပြီးဆိုင်ကနေပြေးဖို့ပြင်တာဆိုင်ထဲမှာရုံရင်ဆန်ခတ်နဲ့ပြစ်ခတ်မှုဖြစ်တဲ့ တအူးသေးတယ်ဆိုင်ကအမျိုးသမီးလည်းထင်ရရတယ်အခုတော့ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေကြတယ်ဟုပြည်ဦးလင်မှဒေသခံပြည်သူတအူးကပြောဆိုပါတယ်လက်ရှိဖမ်းဆီးရရှိထားသောတရခန်ဓမြတအူးမှာအောင်မျိုးနိုင်အသက်30နှစ်ဘာဦးတပေါင်းဖြစ်ပြီးဖာကတ်မြို့မရှိကထောင်ရက်ကွက်မှဖြစ်ကြောင်းလွမြောက်သွားသူမှာမျိုးကြီးဖြစ်ပြီးမန္တလေးညရီနန္ဒရက်ကွက်မှဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးကဏီမြို့နယ်ဝင်းမနာရွာစေယုံကိုစစ်တပ်ကစစ်တပ်လေးကြီးဖြင့်ပုံကျဲပစ်ခတ်မှုစေယုံဝန်ထမ်းနဲ့လူနာများအပါအဝင်၈ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကဏီမြို့နယ်ဝင်းမနာရွာစေယုံကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေးကြီးဖြင့်ပုံကျဲပစ်ခတ်ခြင်းကြောင့်စေယုံဝန်ထမ်းနဲ့လူနာများအပါအဝင်၈ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများနဲ့ရင်းမာပင်မြို့နယ်တော်လန်ရေးတပ်ကောင်းဆောင်ဘူတန်မဏိကသတင်းဌာနကပြောကြားပါတယ်။ နိုဝင်ဘာလ10ရက်နေ့နနက်9:00နာရီကျော်ခန့်တွင်အချမ်းဖတ်စစ်တပ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောစက်တက်လီတီနှစင်းသည်ကဏီမြို့နယ်ဝင်းမနာရွာစေယုံကိုဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အချမ်းဖတ်စစ်တပ်ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုအတွင်းစေယုံဝန်ထမ်းနှင့်လူနာများအပါအဝင်10ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ20ကျော်ရှိကြောင်းတိုက်ခိုက်မှုအတွင်ဘုံများသည့်ခွဲစိတ်ဆောင်နှင့်လူနာဆောင်ပေါ်ချရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းထိခိုက်ဒေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ကျွန်တော်တို့အခုအတီးပြုတ်နိုင်တာတေဆုံးသူ၈ဦးရှိတယ်ထိခိုက်ဒဏ်ရာရတာကတော့20ဦးရှိတယ်လို့တော့သိရတယ်စစ်ခွေးတွေကစက်တက်လေဒီနဲ့ပုံကျဲသွားတာပါဘုံတလုံးကတော့ခွဲစိတ်ခန်းပေါ်ကျတယ်နောက်တလုံးကတော့လူနာဆောင်ပေါ်ကျတယ်လို့သိရတယ်ဟုရင်းမာပင်မျိုးနဲ့တော်လန်ရစ်တက်ကောင်းဆောင်ဘူတန်မနီကပြောဆိုပါတယ်အကြံဖတ်စစ်တပ်တင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲအယက်သားပြည်သူများလူစုလူဝေးရှိသောနေရာများကိုပြစ်မှတ်ထားဘုံကျဲတက်ဖြတ်နေခြင်းကြောင့်ပြည်သူများလေးချောင်းအနေရဲ့ဂယုပြုနေထိုင်ကြရန်တော်လန်ရစ်အင်အားစုကမြစ်တာရက်ခံချပါတယ် ဆက်လက်ပြီးဝက်လက်မျိုးနဲ့လှတော်ရွာကိုစစ်တပ်ကနှစ်နေရာခွဲပြီးမီးရှို့ဖျက်ဆီးမှုနေအိမ်၈၀ကျော်ပြာကျတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုနယူးဇီလန်လွှတ်တော်ကခန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုနယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းလွှတ်တော်ဆုံးဖြတ်ချက်အဆိုကိုထောက်ခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကပြုလုပ်ခဲ့ရွေးကောက်ပွဲကိုအထူးရောက်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအစုကိုယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်တည်ပြုလိုက်ပါတယ်။နယူးဇီလန်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီးဝင်းစတန်ပီတာကအာတီဟွန်ဝင်းစတန်ပီတာကလည်းမြန်မာစစ်တပ်၏ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်၏ဆုံးဖြတ်ချက်အစုကိုထောက်ခံပါကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုပါတယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာစစ်တပ်၏တရားမဝင်အထူးရောက်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရလက်မခံကြောင်းတရားဝင်ထုတ်ပြန်ပြီးကြံ အစိုးတရက်ကိုလေဘာပါတီမှလွှတ်တော်အမှန်ဖီလစ်တိုနာထရိုက်ဖတ်ကတင်သွင်းခဲ့ပြီး Green Party မှတီနိုချူရိုနိုကထောက်ခံအဆိုပြုခဲ့ရာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲအဆိုကိုအတည်ပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။စစ်တပ်ရွေးကောက်ပွဲတွင်စစ်မှန်သောအတိုက်ခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူ၏ဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများဖြင့်ဖမ်းဆီးမှုများရှိနေကြောင်းလေဘာပါတီမှလွှတ်တော်အမှန်ဖီလစ်တိုနာထရိုက်ဖတ်ကဆိုပါတယ်။ အလွန်ရက်စက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြမ်းကြမ်းခံထောက်လန်းနေကြပါတယ်။ကျွန်တော်တို့အဲ့ဒါကိုကူညီရပါမယ်။စစ်တရေးရွေးကောက်ပွဲကအတူရောင်ရွေးကောက်ပွဲဖြစ်တဲ့စေယုံတွေကြောင်းတွေနဲ့ဖီသူတွေကိုဘုံကျဲတက်ဖြတ်ပြီးတော့ရက်ဆက်တဲ့စစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူးဟုနယူးဇီလန်လွှတ်တော်အမတ်ဖီလစ်စ်ဒိုနာထရိုက်ဘတ်ကလွှတ်တော်အတွင် ပြောဆိုပါတယ် Green Party မှာတီနိုဒူအိုနိုက၎င်းနေဖြင့်မြန်မာပြည်သူများအတွက်ရင်းအစုပ်ကိုထောက်ခံကြောင်းသူအနေဖြင့်ထိုင်းမြန်မာနယ်စပ်အထိသွားရောက်၍ Fast Finding အဖွဲ့တွင်လည်းပါဝင်ကြောင်းနေဆက်မှမြန်မာပြည်သူများနှင့်တွေ့ဆုံရာတွင်သူတို့၏ကြေးရွာများကိုစစ်တပ်ကမိတို့လေးချောင်းတိုက်ခိုက်ပုံကျဲခဲ့ပုံစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီနှင့်ပြည်သူများ၏အနာဂတ်အပေါ်မိတို့တက်ရောက်ပုံများကိုရှင်းပြခဲ့ကြောင်းမြန်မာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ25ရာခိုင်နှုန်းရယူထားသည့်အပြင်စန္ဒမဲပေးရတွင်လည်းပါဝင်ကြောင်းစစ်တပ်တိုက်ခိုက်တပ်ဖြတ်မှုများကြောင်းမြန်မာပြည်သူတန်းချီ၍ထွက်ပြေးနေရကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်တွင်ပြောဆိုပါတယ် မြန်မာပြည်သူ3.6တန်းကျော်ပြည်တွင်းမှာရွှေပြောင်းထွက်ပြေးနေရတယ်။နေဆက်တချောင်းမှာလည်းဒုက္ခသည်တန်းချီရှိနေပါတယ်။ဒါပြင်စားဖြတ်လို့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကလည်းကြီးထွားလာနေပါတယ်။အဲ့ဒီလိုနေရာတွေမှာလူကုန်ကူးခံရမာတွေကလည်းစိုးရိမ်စရာရှိပါတယ်။စစ်တပ်ကရွာတွေကိုဘုံကျဲမှုတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူရောင်ဖြစ်ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုတ်ဖို့အဆိုဟာမြေပြင်မှာရှိနေတဲ့ခုခံတော်လှန်ရေးမြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့ နယူးဇီလန်နဲ့ကမ္ဘာတဝန်းမှာရှိနေတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်ဟု၎င်းကပြောပါတယ်။နယူးဇီလန်နိုင်ငံသားဥဝင်ကြီးအာတီဟွန်ဝင်းစတန်ပီတာကလည်းလွှတ်တော်ဤဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောက်သားဖြစ်ပြီးစစ်တပ်အနေဖြင့်နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြမအရေးဆုံးဖြတ်ချက်နှင့်အာဆီယံ၏ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရမည်ဖြစ်ကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုသွားပါသည်။ဆက်လက်ပြီးညင်းချံမျိုးနှင့် လေတိရွာအချမ်းဖတ်စစ်တပ်စူပေါင်းဂိတ်ကိုဖွင့်ရောက်တိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မန္တလေးတိုင်းရင်းချမ်းမြို့နယ်လေတိရွာအချမ်းဖတ်စစ်တပ်စူပေါင်းဂိတ်ကိုဖွင့်ရောက်တိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးကြောင်းရင်းချမ်းခရိုင်တရင်ခွနစ်0ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူဘိုးသက်ကြီးကသတင်းဌာနကိုပြောကြားပါတယ်။ ရှမန်နီနိုဝင်ဘာလ၄ရက်နေ့မိုးလနဲ့နာရီအချိန်မြင်းချမ်းမြို့နယ်လေသိရွာအကြမ်းဖက်စစ်တပ်စူပေါင်းခိတ်ကိုတော်လန်ရစ်တပ်များကဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးရှင်းပစ်ခတ်မှုကြောင့်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားကြောင်းဒေသခံပြည်သူများကအတိအပြုပြောဆိုပါရယ်။စာခာ၊ရာခ၊ပခတွေစူပေါင်းဖွင့်ထားတဲ့စစ်စေးရေးဂိတ်ကိုဝင်ပစ်ခံရတာပါ။စာခာဂိတ်ကမြင်းချမ်းမြို့သားတရာဦးမန္တလေးလမ်းမကြီးပေါ်မှာဖွင့်ထားတာပါ။အဲဒီဂိတ်ကိုအပစ်ခံရတာမှန်တယ်ဟုလေသိရွာသားတအူးကအတိအပြုပါရယ်။ ငင်းချက်ခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူဘိုးသက်ကြီးကမှစစ်တပ်ဂိတ်ကို RPG ပခုံးထမ်းဖြင့်ဖိခတ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်20ကျော်ကြာမြင့်ခဲ့ကြောင်းအထိနာသွားသောစစ်စေးရိတ်ခိတ်မှလက်နက်များကိုရှူရန်ကြိုးစားချိန်စေကူများရောက်ရှိလာ၍ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းရှင်းပြပါသည်ထိတွေ့တိုက်ပွဲမိနစ်20ကျော်ကြာမြင့်ခဲ့ပါသည်စခါပခရီကဂိတ်ဘန်ကအတွင်ပြေးဝင်ပုံနေတော့ရဲဘော်ပော့ပါကရရင်စွာ RPG နဲ့ပစ်ခတ်ခဲ့လို့ဘန်ကာကိုထိကျစွာထိမှန်ခဲ့ပါသည် စာခတွေလွှင့်စင်ပြီးအထင်အားသွားခဲ့တယ်။ကျွန်တော်တို့ရန်သူနဲ့လက်နက်တွေဖွင့်ရောက်ယူဖို့ကြိုးစားနေချိန်မှာခမာယ15တပ်ကနေစစ်ကူကားကြီး3စီးနဲ့လမ်းတစ်လျှောက်ပြစ်ခတ်မောင်းနှင်လာတယ်လို့သတင်းရတာနဲ့ကျွန်တော်တို့တက်ပြတ်ဆုတ်ခဲ့ရတယ်။ရန်သူလက်နက်မရခဲ့ပါဘူး။အခုလိုစစ်ကူလာနိုင်အောင်သတင်းပို့တဲ့သတင်းပေးတယ်လနှစ်ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်။အဲ့ဒီဒလန်နှစ်ဦးကိုသက်ဆိုင်ရာနေမြေကန်အဖွဲ့များစီကိုလွှဲပြောင်းပေးခဲ့ပါတယ်။ နယ်မြေကန်များရဲ့ပြောပြချက်အရဂိတ်ကိုဝင်တိုက်မှုကြောင့်စခပခနဲ့ရခရှိဦးသေဆုံးပြီး၁၀ဦးတရားရရှိခဲ့တယ်။လေတိရွာကအုတ်ကြီးငမင်းကတော့နေရာတင်ဘဝကူးသွားပြီးပြူပေါက်ကြီးလည်းဒဏ်ရာရသွားတယ်ဟုမြင်းချံခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူဘူသက်ကြီးကရှင်းပြပါရတယ်။တော်လရင်တက်များကဝေရောက်တိုက်ခိုက်ခဲ့သောမြင်းချံမြို့နယ်လေတိကြီးရွာစစ်တပ်စစ်စေးရေးဂိတ်မှာမြင်းချံမြို့အခြေစိုက်ခလာရ55တရင်နဲ့နှမိုင်ဝင်းကျင်ခန့်သာကွာဝေးကြောင်းသိရှိရပါရတယ်။အဆိုပါစစ်စေးရေးဂိတ်ကို မြင်းချက်ခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့ရွှေကန်သာစစ်ကြောင်းမြင်းချက်မြို့နယ်ပကဖားတို့ပူးပေါင်းပြီးစစ်တူကြီးဒေါင်းစစ်တီ0:5ကစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ကြောင်းရန်ကုန်အကြီးကောင်စစ်ကြောင်းတရွှေကန်သာစစ်ကြောင်းနှစ်တို့ဖြင့်အချိန်တိုတွင်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အလားတူအော်တိုဘာလ၄ရက်နေ့နေ့ပိုင်း0ပျောက်ကြားတပ်ဖွဲ့တရင်တမြင်းချံခရိုင်နှင့်မြင်းချံခရိုင်ပကဖားတို့ဤပူပေါင်းစစ်ကြောင်းကမြင်းချံတောင်ဘက်ရှိစစ်တပ်အထိုင်စခန်းတစ်ခုကိုလည်းစီးနင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်